မင်္ဂလာပါဒီနေ့စူးစမ်းလေ့လာမှုမှာတော့ Austin Kleon ရဲ့အတော်လေးလူသိများတဲ့ Still Like an Artist စာအုပ်ထက်ကအချက်တွေကိုအခြေခံပြီးဆွေးနွေးကြပါမယ် Fanti Nine Swan ဆိုတာလေတွေကနေအစ်စ်ဆက်ဆက် Fanti တာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်ရှိပြီးသားစီကူတွေကိုလေးလေးဆဆနဲ့ခိုးယူပြီး ကိုပိုင်ဟန်နဲ့ပြန်ပေါင်းဆက်တာအဲ့ဒီအမြင်ကို ကြည့်ကြမယ်ဟုတ်ပါရဲ့ဒီစာအုပ်ကလေ Fanti မှုလို့ချင်တဲ့သူတွေတမွန်းအင်း ဘေးကဆိုင်ရမှာမတိထိနေတူတဲ့အတွက်တကယ်လက်တွေ့ချတဲ့လမ်းညွန်ချက်ဆယ်ချက်ပေးထားတာအထိကကတော့ဟိုကလေ original fear မယ်ဆိုရင် fear ကနေလွတ်ပြီးတော့ကိုယ့်ကိုလွှမ်းမိုးတဲ့အရာတွေကိုဘယ်လိုအကျိုးရှိရှိသုံးမလဲပေါ့အမ်ဘီဒါဆိုဒီထဲကနေကျွန်တော်တို့ရဲ့ဖန်တီးမှုဘဝနဲ့အလို့အတွက်ရေးကြည့်ရဲ့အချက်လေးတွေဆွဲထုတ်ကြအောင်ပထမဆုံးအချက်စာအုပ်ခေါင်းစဉ်အတိုင်းပဲအမှုပညာရှင်လို့ခိုးယူပါပီကာဆိုရဲ့ Artist Theft တို့ TS Eliot ပြောဟူတဲ့ကဗျာဆရာခေါင်းတွေက ခိုးတယ်ဒါပေမဲ့ပိုကောင်းအောင်လုပ်တယ်ဒါမှမဟုတ်ကွဲပြားအောင်လုပ်တယ်ဆိုတာဒီကိုကထားတယ်လीဒါကိုဘယ်လိုနားလည်ရမလဲခင်ဗျအဲဒီအချက်ရဲ့အဓိကဆိုလိုရင်းကလည်းလုံးဝအစ်စ်အဆန်းစွာမျိုးအဲ့လိုကြီးမရှိသလောက်ပဲဆိုတဲ့အတိကိုလက်ခံဖို့ပါပဲ nothing is original ပေါ့ဟုတ်တယ်တမချောင်းစာရဲ့ကစကားကိုတုံးကိုကထားတယ် ecclesias 1.9လေဒါကိုစိတ်တကျစေတာလို့မမြင်ပဲနဲ့อืมဖန်တီးဖို့လွတ်လပ်ခွင့်ရသွားပြီလို့မြင်စေချင်တာမူရင်ဖြစ်ရမယ်ဆိုတော့ အဲ့ဒီဝန်ထုပ်ဝန်ပိုးကြီးမရှိတော့ဘူးဆိုရင်လေကိုယ့်ကိုလှမ်းမိုးတဲ့အရာတွေကိုပို့ပြီးပွန့်ပွန့်လင်းလင်းလေ့လာလို့ရသွားပြီဒါမဲ့အရေးကြီးတာတစ်ခုကအနုပညာရှင်ဆိုတာစူဆောင်းလို့ collector ဆေးရမယ်ဟူအမိုက်တရောအကုန်လိုက်စုတဲ့သူ hoarder မဟုတ်ဘူးကိုယ်စိတ်လုံးကိုတကယ်ထီးတဲ့အရာတွေကိုပဲရွေးပြီးစုရမှာဒိုက်တာ Jim Jamash ပြောသလိုပေါ့ကိုယ်စိတ်ဝင်ခြင်းကိုတိုက်ရိုက်စကားပြောတဲ့အရာတွေကိုပဲခိုးယူပါတဲ့อืม စိတ်ဝင်စားစရာပဲဒါဆိုရင်လက်တွေ့မှာကဘယ်လိုလုပ်ရမလဲစာအုပ်ထဲမှာကိုယ့်ရဲ့စိတ်ကူးစိတ်တန်းမျိုးရိုးစင်စရာပေါ့နော် genealogy of ideas အဲ့ဒါကိုဒီဆော့ဖ်ဝဲအကျံပေးထားတယ်ဆိုတော့ကိုလေးစားတဲ့ partition တယောက်ကိုလေလာ ပြီးရင်သူလေးစားတဲ့နောက်၃ယောက်ကိုဆက်လေလာဒီလိုနဲ့ချက်ထွင်းထွားဖို့ဆိုလိုတာပေါ့ပြီးတော့ဟို swipe file ထားဖို့လည်းပြောထားတယ်နော်စိတ်ဝင်စားစရာ idea ပုံနေစုထားတဲ့ file မျိုး အတိအကျပဲအဲ့ဒါကတကယ်အရေးကြီးတယ်။နောက်တစ်ချက်ကလည်းအရင်မသိဘူးကိုဘဒူလဲကိုလည်းအတန်ကဘာလဲဆိုတာတိမှဖန်တီးမှုစလုံမယ်ဆိုပြီးမဆောင်ပါနဲ့တဲ့။အလုတ်လုံရင်းနဲ့မှကိုဘဒူလဲဆိုတာတဖြည်းဖြည်းတိလာမှမျိုး။ဆိုတော့ဒီနေရာမှာလူတော်တော်ငယ်ငယ်ကြုံရတကယ်ဟိုလေ imposter syndrome ရာကကိုကဒီနေရာနဲ့မထိုက်တန်ဘူးတကယ်မတော်ဘူးဟန်ဆောင်နေရတယ်လို့ခန်စားရတာမျိုးပေါ့အဲ့ဒါအရင်ပုံမှန်ပဲတဲ့ဘယ်သူမှအစမှာကိုပါလုံးနေလဲအတိအကျမတိကြဘူးဟုတ်ကဲ့ fake it till you make it ဆိုတာကိုလည်းသူကရှုထောင့်နှမျိုးနဲ့ပြောထားသေးတယ်။တမျိုးကကိုဖြစ်ချင်တဲ့ပုံစံမျိုးအဲ့ဒီလိုဖြစ်အောင်ရင်ဟန်ဆောင်နေပါတယ်။တကယ်ဖြစ်လာတဲ့အထိပေါ့။နောက်တမျိုးကကြတော့တကယ်တစ်ခုခုမဖန်တီးနိုင်သေးခင်မှာဖန်တီးနေသလိုဟန်ဆောင်ပြီးအလုပ်ကိုဆက်လုပ်လိုက်ပါဆိုတာပဲ။ Patty Smith လို့ပေါ့။အမှုပညာရှင်လို့ဟန်ဆောင်ရင်းကနေတကယ်အမှုပညာရှင်ဖြစ်လာကြတာ။ဒါပေမဲ့အဲဟန်ဆောင်နေဆိုတော့ကကုကုကိုလိမ်တယ်လို့မဖြစ်ဘူးလား။အဲ့လိုတွေးစားရှိနေတယ် ကောင်းတဲ့မိကုံးမဒီနေရာမှာဟန်ဆောင်တယ်ဆိုတာကလင်ညာဖို့ဆိုတာထက်လေကိုဖြစ်ချင်တဲ့ချင်းနေသေးကို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 တွန်းပို့လိုက်တာမျိုးလို့မြင်တဲ့လုံရင်နဲ့ကျွမ်းချင်မှုကတကယ်ထက်လာမှာဆိုတဲ့သဘောပေါ့နောက်ပြီးဖန်တီးမှုမှာလက်တွေ့ကြကြလှုပ်ဆောင်မှုအဲ့ဒါရဲ့အရေးပါပုံကိုလည်းသူကအလေးပေးတဲ့လက်ကိုအသုံးပြုပါအခု digital ခေတ်ကြီးမှာလေကျမတို့ကကီးဘုတ်နဲ့ mouse ပဲအတိတ်ကသုံးနေကြတာများတယ်နော်ဒါပေမဲ့ လက်နဲ့တကယ်ထိတွေ့ကင်တွေပြီးလောက်ရတဲ့အလုပ်တွေကစိတ်ကိုယ်ကိုပိုပြီးနိုးကြစေနိုင်တဲ့ကွန်ပျူတာကပြင်ဖို့ဒီဖြတ်ဖို့ကောင်းပေမဲ့အမ်စိတ်ကိုယ်အကျန်းတွေထုတ်ဖို့အတွက်ဆိုရင် delete key ကိုလောလောနှိပ်မိတာမျိုးကဟန်တာဖြစ်တတ်တယ်။ဟုတ်ဟုတ်ကဲ့သူကဂျန်ပေးထားတာက analog အလုပ်စားပွဲနဲ့ digital အလုပ်စားပွဲငခုခွဲတာဖို့နော်လက်နဲ့လုပ်တာရယ်ကွန်ပျူတာသုံးတာရယ် analog မှာစိတ်ကူးမွေးစမ်းတတ် digital ချမှာအချောတတ် ဖြင်းစင်ထုတ်ဝေဖို့ဒါကစိတ်ဝင်စားစရာပဲဆက်ဆက်ပြီးပြောရရင်ဘေးထွက် project တွေဝါသနာတွေအဲ့လားဒီရဲ့အရေးပါပုံကိုလည်းသူကထည့်ပြောတာသေးတယ်မှန်ပါတယ်ကိုကပြောဟုတက်တက်ကစားသလိုလုပ်ခဲ့တဲ့ဘေးထွက် project လေးတွေကနေမထင်မှတ်ပဲအောင်မြင်မှုတွေရသွားတတ်တယ်အလုပ်တစ်ခုတည်းကိုပဲစူးစိုက်နေရင်ငင်းငွေလာနိုင်တယ်လေ project တစ်ခုကနေတစ်ခုကူးပြောင်းလုပ်တာကစိတ်ကိုလန်းဆန်းစေတယ်ဝါသနာဆိုတာကလည်းရေးကြည့်တယ်နော် ိုက်ဆံရဖို့နာမည်ကြီးဖို့မဟုတ်ပဲကိုယ့်ရဲ့ဖြိုရွှေမွတ်တက်တက်အဲ့လိုရတဲ့ခုရှိထားတဲ့ဒီဝါဒနာတွေကကိုယ့်ရဲ့အဓိကလို့ကိုတောင်ပြန်ထောက်ကိုပြနိုင်နေတယ်။ Jessica Hish ရဲ့စကားကိုလည်းကိုးကားထားသေးတယ်။သင်အချိန်စွဲနေတော့လုံမိတဲ့အလုပ်ကသင်ဘဝတစ်ချောက်လုံးလုံတင်တဲ့အလုပ်ဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့။ဒါတကယ်စဉ်းစားစရာပဲ။ကောက်ပြီးဒီလိုဖန်တီးမှုတွေလုပ်ပြီးရင်ဘာဆက်လုပ်ရမလဲ။နောက်အချက်ကကောင်းမွန်တဲ့အလုပ်လုပ်ပြီးမျှဝေပါဆိုတာနော်။ဟုတ်ပါတယ်။ လူတိများလာဟုအောင်မြင်ဖို့ရှုဝနီးလောင်းဆိုတာတကယ်တော့မရှိဘူးတဲ့။ကောင်းတဲ့အလုပ်ကိုရင်လုပ်ပါ။ပြီးရင်အဲ့ဒါကိုလူတွေတိအောင်များပဲပါဒါပဲ။အစားပိုင်းမှာကိုယ့်အလုပ်ကတိမ်မကောင်းသေးတာအမရီပါနေတာဖြစ်နိုင်တော့ပေါ့။ဒါပေမဲ့ internet ခေတ်မှာကိုယ့်ရဲ့ process ကိုယ့်ရဲ့တင်ယူမှုခရီးကိုယ့်ရဲ့စိတ်အားထက်သန်မှုအဲ့ဒါတွေကိုမျှဝေဖို့ကအရင်လွယ်သွားပြီ။ဟို Bob Ross တို့ Martha Stewart တို့လိုပေါ့။သူတို့ရဲ့ရှုဝတ်ချက်တွေကိုမျှဝေတဲ့အတွက်လူတွေကပို့တောင်းနေတတ်ကြတာ။ဟွန်း ိုယ့်အလို့ကိုမြဝေတာကကိုယ့်ကိုယ်ကိုတိုးတက်ဖို့တွန်းအားလည်းဖြစ်တယ်အဲ့လိုဆိုလိုတာပေါ့လူမြင်ကွဲမှာချပြလိုက်တော့ပိုပြီးတာဝန်ယူမှုရှိလာစေတယ်ဒါပေမဲ့နောက်တစ်ချက်ကနည်းနည်းလေးအဲထူးခြားတယ်လို့ပြောရမလားပြင်းစရာကောင်းအောင်နေပါ be boring တဲ့ဖန်ဒီမှုဆိုတာစိတ်လူရှားစရာတွေနဲ့ပတ်သက်နေတယ်လို့ထင်ခဲ့တာဒါလေးဖန်ဒီမှုရဲ့ရေရှည်တီတာမှုနဲ့ဆိုင်တယ်ဖန်ဒီမှုဆိုတာစွန့်ရင်အများကြီးတွန်းရတဲ့အလုပ်ပါ ဆိုတော့အဲ့ဒီဆိုင်ရင်ကိုထိမ့်သိမ့်မှုပုံမှန်ဘဝနေထိုင်မှုပုံစံကအရေးကြီးတယ်ပေါ့ဂျာမန်ရေးဂရုစိုက်တာ အေးဝါအွန်အေးတာငွေရေးကြေးရေးကိုစနစ်တကျစီမံတာတွေပေါ့နေ့စဉ်အလုပ် day job ရှိတာကလည်းမကောင်းဘူးလို့တထစ်ချတမလို့မရဘူးအဲ့ဒီလူကဝင်းဝေးပုံမှန်လုံးရိုးလို့စင်လူမှုဆက်ဆံရင်အဲ့ဒါတွေပေးနိုင်တယ်အမှုပညာမှာလွတ်လပ်ခြင်းရင်ငွေကြေးဖျားကင်းဝေးဖို့လိုအပ်တယ်လေ Jerry Seinfeld ရဲ့ပြက်ကတဲ့နီလန်းလိုပဲနေလိုက်အနည်းဆုံးတော့ funding မှုတစ်ခုခုလုပ်ပြီး ကွင်းဆက်ကိုမဖြတ်တော့ဖို့အရေးကြီးတယ်။ log book ထားတာမျိုးပေါ့နေ့စဉ်မှတ်တမ်း။ဟုတ်ပါပြီ။နောက်ဆုံးအချက်အနေနဲ့ fandy မှုဆိုတာဖယ်ထုတ်ခြင်း creativity is subtraction ။ဒါကဘလို့မျိုးပါလဲ။ဒါကအတတ်တည်းစွာကိုပြောတာပါ constraints ပေါ့။ boundary စီမင်းတည်းအကန့်အသတ်တွေကတကယ်တော့ဖန်တီးနိုင်စွာကို လုံးစော်ပေးတယ်။ဒေါက်တာဆူးစ်ကသကလုံးအရေအတွက်ကန့်တတ်ချက်နဲ့ရေးရမယ်ဆိုတဲ့စိန်ခေါ်မှုကြောင့်အကောင်းဆုံးခလစ်ဆာကိုတချို့ထွက်လာခဲ့တာ ဆိုတော့ကိုယ်မှာရှိတဲ့အချိန်နေရာပစ္စည်းအရင်မြင့်အဲ့ဒီအကန့်အသတ်တွေဒဲကနေပဲစတင်ဖန်တီးဖို့တိုက်တွန်းလာဘာတွေကိုခြံထားခဲ့တယ်ဘာတွေကိုမထည့်ဟုအဲ့ဒါကပဲအမှုပညာတစ်ခုကိုစိတ်ဝင်စားစရာဖြစ်စေတဲ့အရာပဲလေတော်တော်လေးကောင်းတဲ့အချက်တွေပဲဒီနေ့ဆွေးနွေးခဲ့တဲ့ Austin Kleung ရဲ့အကြံဉာဏ်တွေကဖန်တီးနိုင်စွမ်းဆိုတာမိုးပေါ်ကကျလာတာမဟုတ်ဘဲနဲ့စူးစမ်းမှုရှိပီးစားတွေကိုအသိမြင်တတ်မှုလုပ်ငန်းစဉ်ကိုယုံကြည်မှုပုံမှန်လေ့ကျင့်မှု ိုကန့်အတက်တွေကိုအတုံချမှုပြီးတော့ကိုအလောက်ကိုရဲ့ရဲ့ဝုံဝံမြဝေမှုအဲ့ဒါတွေရလထွတ်တယ်ဆိုတာကိုပြနေပါတယ်ဟုတ်ပါတယ်အဆုံးတအနေနဲ့စဉ်းစားစရာလေးတခုခြံခဲ့ကျင်တာကလေကိုရဲ့ကိုပိုင်ဖန်တီမှုမျိုးရိုးစဉ်ဆက်ကိုပြန်ကြည့်တဲ့အခါဘသူတွေကကိုရဲ့စိတ်ကူးစိတ်တန်းဆိုင်ရာဘိုးဘေးတွေဖြစ်နေမလဲပြီးတော့အဲ့ဒီမျိုးရိုးထဲမှာကိုရိုင်းကတော့ဘလို့အခါရက်ခက်အစ်စ်တခုကိုဖန်တီတီးစောင့်နေပါတယ် ကိုယ့်ရဲ့လွှမ်းမိုးမှုတွေကိုသိပြီးအဲ့ဒီအပေါ်မှာကိုယ်ပိုင်တန်ဆစ်တစ်ခုဘလို့ထပ်ထည့်နိုင်မလဲအဲ့ဒါလေးစဉ်းစားကြည့်ဖို့ပါပဲ